ောင်းလဲချိန်တန်နေပြီဖြစ်တဲ့အတွက်ဒီအပြောင်းလဲကိုလက်တွေ့အကောင့်ထဲဖော်နိုင်ရေး NLD ပါတီကိုမဲပေးဖို့တနင်္လာနေ့ကထုတ်ပြန်တဲ့ရွေးကောက်ပွဲကြေညာစာထဲမှာဖော်ပြခဲ့ပါတယ်။ဒီကြောင့်နဲ့ပတ်သက်လို့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးညံဝင်းကိုကျမတို့ RFA သတင်းတော်ကိုမျိုးစော်ကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။အကယ်ဦးညံဝင်းမနေ့ကတော့ကဒီဘေဇာဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေပြီးတော့ရွေးကောက်ပွဲကြေညာစာတမ်းထုတ်တာတွေ့ရပါတယ်ခင်ဗျ။အဓိကမူဝါဒတွေဘယ်လိုပြန်ထဲမှာထည့်သွင်းထားပါသလဲ။ ျွန်တော်တို့ကရွေးကောက်ပွဲပြီးလို့ကျွန်တော်တို့နိုင်ခဲ့ရင်ကျွန်တော်တို့ကြီးမားတဲ့လုပ်ငန်းစဉ်တွေကျွန်တော်တို့ပြည်သူတွေအကျိုးရှိမယ်လို့ယူဆတဲ့ကျွန်တော်တို့လမ်းစဉ်တွေကိုကျွန်တော်တို့ချပြတာ။ဒီထဲမှာဆိုလို့ရှိရင်အဓိကချပြထားတာရွေးကောက်ပွဲကိုအောင်နိုင်မယ်လို့လည်းယုံကြည်တယ်။အစိုးရတရားဖွဲ့နိုင်လို့မယ်လို့လည်းယုံကြည်ရလို့ရေးထားတာတွေ့ရပါတယ်။အဲ့တော့အစိုးရတရားဖွဲ့နိုင်မှုအတွက်ယုံကြည်တာဘလို့အချက်တွေကြောင့်ယုံကြည်မှုရှိနေတယ်လို့ပြောလို့ရတယ်။ ဓိကအချက်ကတော့ကျွန်တော်တို့ရဲ့ထိတွေ့မှုရပြည်သူလူထုက NLD ကိုအထူးအားကိုးတယ် NLD ကလည်းအစိုးရတရားဖွဲ့မှသာပြည်သူလူထုအကျိုးရှိတာကိုလှုံ့ဆော်နိုင်မှာအဲ့တော့အဲ့ဒီလိုလှုံ့ဆော်နိုင်ဖို့ကို ကျွန်တော်တို့ရုံရုံကြည်ကြည်နဲ့ပြည်သူလူထုမဲပေးနိုင်အောင်လို့ဒီလိုကြီးညာချက်ကိုထုတ်တာပါ NLD ပါတီကထုတ်တဲ့ရွေးကောက်ပွဲကြီးညာစာတမ်းမှာဒီပြောင်းလဲချိန်တက်ပြီဆိုတော့အစားသားကိုဟိုအဓိကထားပြီးတော့ပြောထားတွေ့ရပါတယ်အဲ့တော့ဘာကိုပြောင်းလဲချိန်တက်တာလဲအငယ်အငယ်တို့ဘယ်လိုပြန်အထိပ္ပယ်ဖွင့်တာလဲခင်ဗျကျွန်တော်တို့ဒီဥစ္စာကိုလေအထိပ္ပယ်ရှိရှိကိုစဉ်းစားသုံးသပ်ပြီးတော့ကျွန်တော်ထည့်တာကျွန်တော်တို့အမေရိကန်ပြည်တော်စုမှာသမ္မတရွေးပွဲမှာအိုဘားမားဒီ change ဆိုတဲ့စကားလုံးကတွင်းတွင်းကြဲကြဲသုံးပြီးတော့အဲ့ဒါနဲ့ရွေးကောက်ပွဲဝင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြတော့ကျွန်တော်2000တစဲ ရွေးကောက်ပွဲကစပြီးတော့ပါတီစုံဆိုပြီးတော့သူတို့ကပြောခဲ့တယ်ဒါမလို့2010မှာကျွန်တော်တို့ခေါင်းဆောင်တွေကအချုပ်ထဲမှာနော်အထောင်ကျနေတယ်အဲ့တော့ကျွန်တော်တို့က2010ကိုစန်းကျင်တဲ့ရွေးကောက်ပွဲဝင်မှု2012ကစပြီးဝင်လာအဲ့တော့2010မှာသက်ဆိုင်ရာပါတီကြီးကနိုင်တယ်2012မှာကျွန်တော်တို့က60ရာခိုင်နှုန်းလောက်နိုင်တယ်ဒါမလို့ကျွန်တော်တို့ဒီကာလမှာတိုင်းပြည်အတွက်အရေးကြီးတဲ့ပြည်ပြောင်းလဲမှုဘာမှမလုပ်နိုင်ဘူး ဘာမှမလုပ်နိုင်ဘူးလို့ဆိုတဲ့အခါကျတော့ကျွန်တော်တို့စဉ်းစားလိုက်တယ်ဒါပြောင်းဖို့လိုနေပြီပြောင်းဖို့ကဘယ်လိုလိုနေတာလဲပြောင်းဖို့အချိန်တန်နေပြီဒီလိုစဉ်းစားဆုံးနေတဲ့အထဲမှာအဓိကကကျွန်တော်ဥက္ကဋ္ဌတော်ဆန်းစုကြည်ပါအစိုးရလည်းပြောင်းလဲဖို့အချိန်တန်ပြီးကျင့်သုံးနေတဲ့စနစ်တွေလည်းပြောင်းလဲဖို့အချိန်တန်ပြီးကျွန်တော်တို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လည်းပြောင်းလဲဖို့အချိန်တန်ပါ ရွေးကောက်ပွဲပြီးနောက်ပိုင်းအစိုးရတက်လာလို့ရှိရင်လုံပင်မူဝါဒထဲမှာတိုင်းရင်းသားအရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းဦးစားပေးထားတာတွေ့ရပါတယ်ခင်ဗျာအဲ့တော့ပြစ်ခတ်ရစေးအပါဝင်ပေါ့နော်တိုင်းရင်းသားအရေးငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လုံနေတဲ့လက်ရှိအစိုးရရဲ့လုပ်ငန်းစဉ်တွေဟာ NLD ချထားတဲ့ဒီမူဝါဒရည်နဲ့ဘယ်လိုများကွဲလွဲချက်တွေရှိလဲတူညီတာတွေရောဘာတွေများရှိလဲခင်ဗျာကျွန်တော်တို့ကွဲလွဲချက်တော့မရှိဘူးကျွန်တော်တို့လိုချင်တာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလိုချင်တာကိုကျွန်တော်တို့ဥက္ကဋ္ဌတော်ဆန်းစုကြည်ပြောပြီးသားပါ ျွန်တော်တို့အပြစ်ခံရစရည်အမြန်ဆုံးလိုချင်တယ်။ဘာကြောင့်လဲအပြစ်ခံရစရည်လက်မှတ်ရေးထိုးပြီးတော့ထိမ့်သိမ်းနိုင်တာနဲ့အမျှအဲ့ဒီအကျိုးခံစားဝင် ပထမဆုံးခံစားမှာပြည်သူလူထုပါ။အထူးသဖြင့်လက်နက်ကင်နေရနေမြန်မာနေတဲ့ပြည်သူလူထုပါ။ဒါကြောင့်ကျွန်တော်တို့အပြစ်ခံရစရည်ဟာငိမ့်ညာရည်ရဲ့တကားပေါ့။အဲ့ဒါကြောင့်ဒါအမြန်ဆုံးလိုအပ်တယ်လို့ဥက္ကဋ္ဌကပြောခဲ့တာပါ။ တိုင်းသားပြည်သူတရက်လုံးအေဂျင့်လုံကြုံစာလက်တွဲနေထိုင်ပြီးတော့ဒီအမခန့်ချက်ပေးနိုင်တဲ့ဖွဲ့စည်းပုံတရက်ပေါ်ထုံးရေးဆိုတဲ့အချက်လည်းပါပါတယ်ခင်ဗျအဲ့ဒီအချက်ရဲ့ဆိုလိုရင်းက2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ပြင်ဆင်မယ်ဆိုတဲ့သဘောမျိုးကိုပြောတာလားခင်ဗျဘယ်လိုမျိုးယူဆလို့ရလဲကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေစပြီးပြဋ္ဌာန်းတဲ့ဟိုကကျွန်တော်တို့အချက်180ကျော်ကျွန်တော်တင်ပြတယ်အဲ့ဒါတွေကဒီမိုကရေစီနီလာမကြဘူးတိုင်းပြည်အတွက်အကျိုးမရှိဘူးဒီလိုတင်ပြခဲ့တာအဲ့တော့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာပြုပြင်ပြောင်းလဲဖို့အမှန်တကယ်လိုအပ်နေတယ်။အဲ့ဒါကိုမပြုပြင်နိုင်မချင်းကျွန်တော်တို့ဒီမိုကရေစီလည်းမရှိဘူး။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလည်းမရှိဘူး။လွတ်လပ်မှုလည်းမရှိဘူး။ဥပဒေအကာအကွယ်တွေလူတွေမရဘူး။အဲ့ဒီအခြေအနေမှာဒီဥစ္စာပြုပြင်ပြောင်းလဲဖို့ပြင်ဆင်ဖို့ဟာအဓိကကြတယ်လို့ကျွန်တော်ဆိုလိုတာပါ။ဟုတ်ကဲ့။ NLD တာ အစိုးရဖွင့်နိုင်ခဲ့မယ်ဆိုလို့ရှိရင်2008အခြေခံဥပဒေကိုပြင်ဆင်ထိုင်ဖို့အတွက်ယုံကြည်မှုရှိတယ်လို့ပြောလို့ရတာပေါ့။အာရှိပါတယ်ကျွန်တော်တို့အဓိကအများဆုံးအနိုင်ရရင်အဓိကအဖြစ် ကျွန်တော်တို့လို့ရမှာဒီမိုကရေစီမဆန်တဲ့ပြဋ္ဌာန်းချက်တွေကိုဟိုဒီမိုကရေစီဆန်တဲ့ချီတက်နိုင်တဲ့ပြဋ္ဌာန်းချက်များနဲ့အစားထိုးဖို့ဦးစားပေးလို့ရမှာ။ NLD အစိုးရတရားဖွဲ့နိုင်လို့ရှိရင်လက်ရှိတက်မတော်နဲ့ရောဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်သွားလို့ဘယ်လိုမျိုးဟိုချင့်ကပ်ဖို့အတွက်ဟိုစဉ်းစားထားတာမျိုးရှိလဲခင်ဗျကျွန်တော်တို့ကတက်မတော်နဲ့ပူးပေါင်းဆောင်ရွက်မယ်ညှိနှိုင်းဆောင်ရွက်မယ်ဒီလိုစိတ်ဓာတ်ကအမြဲတမ်းရှိပါတယ်အမြဲတမ်းလဲကြိုးစားနေပါတယ်အကြောင်းကြောင်းကြောင့်ဒီနေ့ထိမဖြစ်သေးပေမဲ့လို့ NLD ကသူ့ထုံးစံတိုင်းပဲမဖြစ်လို့နောက်မဆုတ်ပါဘူးလက်မလျှော့ပါဘူးဆက်လက်ကြိုးစားသွားမယ်ဒါဟာ လိုအပ်ချက်လို့လည်းကျွန်တော်ယူဆပါတယ်ဒီရွေးကောက်ပွဲပြီးကာလနဲ့အာနာလွှဲပြောင်းရေးကာလခြားထဲမှာ3လလောက်ခြားနေပါခင်ဗျအဲ့ကာလမှာမတည်ငြိမ်မှုတွေရှိလာနိုင်တယ်လို့သုံးသပ်မှုတွေလည်းအမျိုးမျိုးထွက်ပေါ်နေတာရှိပါတယ်အန်ကယ်ရောဘယ်လိုများသုံးသပ်ထားတာမျိုးရှိလဲခင်ဗျကျွန်တော်ကတော့အဲ့ဒါလို့မထင်ဘူးကျွန်တော်တို့အဲ့ဒါလို့လမ်းကြောင်းကိုလည်းဘယ်တော့မှမရွေးဘူးကျွန်တော်တို့အဖွဲ့ချုပ်ကဒုက္ခခံခြင်းခံသွားမယ်အဲ့ဒါလို့မတည်မငြိမ်ဖြစ်ပြီးတော့ပြည်သူလူထုဒုက္ခရောက်မယ်အလုံမျိုးကို NLD က လုံမှာမဟုတ်ဘူးဘယ်တော့မှလည်းမလုံဘူးအဲ့ဒီကာလအတွင်းမှာကျွန်တော်တို့အာနာရှိတဲ့လူရောဩဇာရှိတဲ့လူတွေရောရုပ်ောက်ပွဲနိုင်တဲ့လူတွေရောအလုံးညှိညှိနေနေဆောင်ရွက်ဖို့တော့ဖြစ်ပေါ်လာလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်အကယ်ဦးညောင်ဝင်းအခုလိုဖြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျာ